ချန်အမှတ်54ကိုတဝက်ခွဲရောက်ဖို့ဦးအောင်စန်းဦးရဲ့တရားရုံးကိုရှောက်ထားချက်ဟာဥပဒေနဲ့ညီညွတ်မှုမရှိဘဲနဲ့အစဉ်အလာမရှိတဲ့လောက်ရက်ဖြစ်တယ်လို့ဥပဒေကျွမ်းကျင်သူတွေကမှတ်ချက်ပေးကြပါတယ်။သုဒ္ဓချန်သာသတင်းပေးပို့ထားတာပါရှင်။စိတ်ဝင်စားမဲ့လူရှင် နိုင်ငံတော်ဤတာဝန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းနေတရှိရာချောင်းဝင်းကိုတဝက်ခွဲပြီးရောင်းချဖို့ဦးအောင်ဆောင်ဦးကမေလ29ရက်နေ့ကကမာရုတ်ခဲတရားရုံးကိုရှောက်ထားခဲ့တာပါတိတသမ923ဧကကျဲဝန်နဲ့ချမ်းမှတ်54ရက်ကနေမပါတဲ့မြင်းနေရာတဝက်ကိုခွဲပြီးရောင်းချဖို့ဦးအောင်ဆောင်ဦးဘက်ကအလိုရှိနေတာဖြစ်ပါတယ် ခြံမှတ်54မှုအတွက်နောက်ယုံရင်ကိုဂျုံလ9ရက်နေ့မှာတရားရုံးကပြန်ခေါ်ထားပြီးဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးရှောက်လဲချက်ပြန်ပေးရဖို့ရှိနေပါတယ်အနာကအမွေမှုမှာအမွေပြည့်စည်အားလုံးကိုလေးလံတင်ရောက်ပြီးတော့ခွဲတာပဲရှိပဲ။ရမယ့်ဘက်ကိုခွဲပြီးတော့လေးလံတင်ရောက်ပေးပါလို့အဲ့လိုတော့မရှိဘူး။ နောက်တစ်ခုကသူကအဲ့လိုရမယ်တဝက်ဆိုတာကပြောပြမရှိဘူး1989ခုနှစ်မရှိမကြောင်းနိုင်တဲ့ပစ္စည်းကန့်သတ်ရေးဥပဒေရပစ္စည်းကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာကတရားရုံးကသက်ဆိုင်တဲ့ဥပဒေလုံထုံးလုံကြီးကသူ့ရှိနေတဲ့ရှောက်ရမှာကတော့ဒီမင်းလန်တင်ပြီးသားငွေကိုပဲခွဲတာမျိုးပဲရှိတယ်သူဘယ်အပိုင်းကိုတော့ဘယ်ကိုခွဲပေးပါဘယ်လိုရောက်ပါဆိုတာတရားရုံးရဲ့ဒီဂရီရပဲလုံလို့ရတယ်အဲ့လိုဒီဂရီကိုကျော်ပြီးရှောက်ခဲ့ရှိတယ် မေလ15ရက်နေ့ယုံချင်းမတိုင်ခင်တုန်းကလည်းဂျမန်54လေလံကျန်းကင်းစီကိုတောင်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ကတတ်မှတ်ပေးဖို့ဥအောင်ဆောင်ဘက်ကတင်ပြခဲ့ပြီးဥအောင်ဆောင်ရဲ့တင်ပြလျှောက်ထားချက်တွေဟာအမွေသားအမွေခံစာရီအမှုတွေရဲ့လုံထုံလုံနည်းနဲ့ညီညွတ်မှုမရှိဘဲအစင်လာမရှိတဲ့လိုရွတွေသာဖြစ်တယ်လို့ကြွန့်ကျင်သူတွေကမှတ်ချက်ပေးပါဗျာ။ဒီကောင်မအောင်တဲ့အခါကျနောက်တဲ့ဆက်ဆိုနောက်တဲ့ဆက်ဆိုနောက်တဲ့ဆက်ဆိုအဲ့ဒါကိုလည်းတရားရုံးကခွင့်ပြုနေတာလေကျွန်တော်တို့ကစဉ်းစားလို့မရဘူး။ဘာလို့အဲ့လို ခွင့်ပြုပေးနေတာလည်းပေါ့နော်ခုလေလံကလေးလေးတောင်းရင်လို့ဆိုပြီးကြော့နေတယ်ဒီဘက်တရားဆုံးမှလည်းသူ့ရဲ့ရပ်တင်ရလိုက်တဲ့အခွင့်အရေးတွေညော့နေနေဖြစ်တာပေါ့တရားရုံးအနေနဲ့အလဲအနေနဲ့မနေရမှာသူ့တယောက်တည်းကိုပဲဥစားပေးပြီးတော့ကျန်းမာရေးတွေအချိန်ကြီးကျော့တယ်အခုထပ်ပြီးတော့မှဒါသူ့ကခွဲပြီးပိုင်းကောင်းမှမယ်လို့တော်ထလာတဲ့အပေါ်မှာတရားရုံးကဘယ်လိုဖုံးပြလဲကျွန်တော်စောင့်ကြည့်ရမှာပေါ့ကျွန်တော်တို့ဥပဒေသမားတွေရဲ့အနေနဲ့ကတော့ပြည်လို့မြတ်ကြတဲ့လုပ်ရမဟုတ်ဘူးလို့ကျွန်တော်တို့ဒီတိုင်းနေနေ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်ချမ်းမတ်54နေငွေငွေကျပ်သိန်းပေါင်း2.8တန်းနဲ့ April 29ရက်နေ့မှာကမာရုတ်ခရိုင်တရားရုံးကစတုဒ္ဒအကျင့်လေးလံပစ်ခဲ့ပေမဲ့လေးလံဆွဲမဲ့သူမရှိပဲပွဲပြက်ခဲ့တာပါ။2024 March 20ရက်နေ့မှာချမ်းမတ်54ကိုကျန်းကျင်းစီငွေကျပ်သိန်းပေါင်း3.3တန်းတသိန်း5000နဲ့ပထမအကျင့်2024 August 15ရက်နေ့မှာကျန်းကျင်းစီငွေကျပ်သိန်းပေါင်း3.3တန်းအတိအကျဒုတိယအကျင့် 2025 February 9ရက်နေ့ကချက်မှတ်54ကိုငွေကျပ်သိန်းပေါင်း1.9ခုခွန်တန်းနဲ့တတိယအကြိမ်လေးလံတင်ခဲ့ပေမဲ့ဝယ်ယူသူမရှိဘဲအကြိမ်ကြီးပွဲပြတ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။